ကိုကျန်းစားပြီးတော့မွေးဖွားလာခဲ့တဲ့အမွာတွေကသူတို့ရဲ့နေဆံဘဝတွေကိုဘလို့ဖျက်ဆီးလဲလူသားသမိုင်းထဲမှာဆိုရင်တော့အရန်ကုန်မှထိုးကြတဲ့အဖြစ်အပျက်တွေရှိလို့နေပါတယ်။ဒါပေမဲ့ဒီတစ်ခါအဖြစ်အပျက်ကတော့တော်တော်လေးကိုထိုးဆန်းလွန်တာပါ။ဒီကိုကျန်းစားအမွာမှာဆိုရင်တော့ခေါင်းနှလုံး၊အုံနှောက်နှလုံး၊နှလုံးနှစ်ခုစီပါရှိပါတယ်။ဒီကောင်မလေးကနိုင်ငံတစ်ခုမှမွေးဖွားခဲ့ပြီးဆေးပညာရှင်တွေရတာအံ့ဩရတဲ့အထိကိုဖြစ်ခဲ့ကြတာကြောင့်ခန္ဓာကိုယ်တစ်ခုထဲမှာပဲတာမန်မဟုတ်တဲ့ကိုယ်အင်္ဂါအစိပ်ပိုင်းတွေနဲ့အမွာဆိုပြီးတော့လူသိညာလာခဲ့တာပါ။ စေပညာနဲ့ပတ်သက်တဲ့လေးလာချက်တစ်ခုရဒီကလေးရဲ့အုံနောက်နှစ်ခုမှာမတူညီတဲ့ဉာဏ်ရည်တွေရှိနေပြီးခန္ဓာကိုယ်တစ်ဖက်ချင်းစီကိုလည်းတသက်စီထိန်းချုပ်ကြတာဖြစ်ပါတယ်ဒါပေမဲ့လို့ဒီအမွာလေးတွေကမိသားစုရဲ့ဆောင်ရှားမှုနဲ့ကုသမှုတွေကြောင့်ကျန်းမာရေးခြေနေကောင်းမွန်လာပါပြီ။ဆရာဝန်တွေကတော့ဒီကလေးကလူပောင်အတွက်စမ်းသက်တဲ့ကိစ္စရဲ့တစ်ခုဖြစ်ပြီးပုံမှန်စူးစမ်းလေးလာတဲ့လူတယောက်လို့တောင်မှဆိုကြတာပါ။ ဒီအမွာရဲ့အမှန်တကယ်စိတ်ဝင်စားစရာကောင်းတဲ့အချက်အားဆိုရင်တော့သူတို့နှစ်ဦးကခန္ဓာကိုယ်တစ်ခုတည်းမလို့ဆိုပေမဲ့နှစ်ယောက်စလုံးကစီစီလုံးလုံးနဲ့ချစ်ခင်ကြတာပါ။အဲဒီလိုနဲ့ပဲဒီအမွာလေးတွေဟာကဘာထူဆန်းသောအမွာတွေတက်ကတစ်ခုအပောင်ဝင်ဖြစ်လာခဲ့ပြီးတော်တော်လေးလည်းလူတွေရဲ့အာယုံစူးစိုက်မှုကိုရရှိခဲ့တာဖြစ်ပါရဲ့ရှင်။